Hello အားလုံးအမေပါပါလေ channel တရားနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။အာဒီနေ့သတင်းအားကြတော့ product တွေတစ်ခုနဲ့မိတ်ဆက်ပေးချင်တာပေါ့နော်။ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်။အာကိုနေထိုင်တဲ့အခန်းကိုသွားရဲ့ဘယ်နေရာဘယ်ခန်းမှာမဆိုပေါ့နော်။အဲအနှံ့လေးမှွေးပြီးတော့အသက်ရှူကောင်းတာလေးကိုသဘောကျကြတယ်။အဲ့ဒီချိန်မှာဆိုလို့ရှိရင်စိတ်ကလေးကလောက မြန်နေရဲ့စိတ်က slow down လေးဖြစ်သွားပြီးတော့စိတ်ကလေးငြိမ်ပြီးတော့အာကိုလုံနေတဲ့အလုပ်တွေကိုစိတ်ဝင်စားလေးနဲ့လုပ်နိုင်တာကြီးများကြတယ်။ဒါလင်းကိုတိုင်းလည်းအဲ့တိုင်းပဲ။နင်တို့နိုင်ငံမှာဆိုလို့ရှိရင်ကြတော့အခန်းလေးရဲ့ဖွဲ့စည်းပုံက မိသားစုတွေနည်းနည်းများရဆိုရှင်ဂျင်းနဲ့ဒါကတခြားအခန်းခွဲလိုက်လို့ရှိရင်လည်းအာဘာဖြစ်လဲဆိုရှင်ဗီဒင်ပေါက်မရှိတဲ့အခန်းလေးတွေလည်းရှိတတ်တယ်အဲ့လိုချိန်မှာဆိုလို့ရှိရင်အခန်းထဲမှာ privacy ရတိတိစိတ်နေတဲ့လူကတိတိစိတ်စိတ်တော့နေမိမယ်သူ့ရဲ့အခန်းကလေဝင်လေထပ်မကောင်းတဲ့ခါကျတော့ဒီဘက်ဒီ priority ဖြစ်တာအသက်ရှူကအဆင်မပြေရည်အာဖြစ်တတ်တယ် အဲ့တော့လင်းနေတဲ့အခါလင်းရဲ့မွေးနေ့လေးမှာလင်းရဲ့တငယ်ချင်းပေးထားတဲ့ birthday present လေးတစ်ခုရတာပဲပေါ့နော်အဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့လင်းကအမြဲတမ်းတရားထိုင်တာဖြစ်တဲ့အတွက်နဲ့အာတရားထိုင်လို့ရှိရင်စိတ်ကြည်ကြည်လင်းလင်းလေးနဲ့မွေးရနေလေးနဲ့အဆင်ပြေအောင်ဆိုပြီးတော့ပေးထားတဲ့ပစ္စည်းလေးတစ်ခုရှင်အဲ့ပစ္စည်းကိုတုံးကြည့်ရချိန်မှာအရန်လဲဆင်ပြေပြီးတော့တော်တော်များများတော့လဲအာအကျိုးရှိမှထင်လို့လင်းကဒီနေ့ရောအဲ့ပစ္စည်းလေးနဲ့ပတ်သက် review ပေးမှဖြစ်ပါတယ်အဲ့ပစ္စည်းလေးကအာ atrosonic aroma humidifier လေးဖြစ်ပါတယ်ဒီလေးရတာလေးပေါ့နော် အာလင်းကိုတော့ portable vanilla ပပွားယူလို့ရအောင်ဆိုပြီးတော့ပေးထားတာမျိုးဖြစ်ပါတယ်လင်းကတော့တရားထိုင်ဖို့တည်တဲ့ရမဟုတ်တော့ဘဲနဲ့လင်းကလင်းရဲ့အခန်းကဒီ လင်းဝင်တွေထပ်ထပ်ကောင်းတဲ့အခန်းမျိုးလည်းဟုတ်မနေဘူးပြီးတော့လင်းကရုံရောက်သွားလို့ရှိရင်လည်းအဲကွန်ခန်းထဲမှာပဲနေရတဲ့အတွက်နဲ့နေတော့ကအော်ပြင်ပေါက်ရှိတဲ့နေရာလင်းဝင်တွေထပ်ကောင်းတဲ့နေရာမှာနေရတာအရင်ရှားတယ်အဲ့တော့လင်းပါလို့ရလဲဆိုလို့ရှိရင်သူဒီဟာလေးပေးတဲ့ချိန်မှာလင်းအခန်းထဲမှာလင်းရှိနေတဲ့ချိန်ဆိုလို့ရှိရင်လင်းကဒါလေးကိုဖွင့်ထားတဲ့ချိန်မှာဆိုလို့ရှိရင်စိတ်ကလုံးဝတတတတဖြစ်တဲ့အသက်ရှူရတာမှန်တယ်ဆိုတဲ့ခံစားချက်မျိုးလေးတွေရလာတယ်အော်လင်းဝင်တွေထပ်လို့လည်းကောင်းလာတယ်ပေါ့နော်အဲ့လိုမျိုးလေးခံစားရတဲ့အကျိုးကျေးဇူးတွေရှိပါတယ် ဘလူးလူတွေတုံးတင်လေအဲ့တော့ဖိုးဖိုးပွားရှိရဲ့လူတွေအဲကလေးလေးရှိရဲ့အိမ်ကြီးပြီးတော့အာအိမ်မွေးခွေးလေးကြောင်လေးရှိရဲ့အိမ်ကြီးအာပြီးတော့လင်းလိုမျိုးပေါ့အခန်းကပတင်းပေါက်တွေမရှိရလေဝလီထပ်မကောင်းတဲ့ခန်းထဲမှာနေရလူဟောက်တဲ့လူတွေဟောက်တဲ့လူတွေကအသက်ရှူပိတ်လို့ဟောက်တာလေအဲ့တော့ဟောက်တဲ့လူတွေအိမ်ကြီးစန်းစစ်ဖြစ်တဲ့လူတွေလည်းတုံးတင်တယ်လို့ ကားအတွင်းခန်းမှာဆိုလို့ရှိရင်လည်းလင်းတို့ကညာတော့ဖြစ်အဲကွန်တွေဖွင့်လို့ရှိရင်တကယ်လီလူတွေမရရတဲ့အတွက်နဲ့ဒီ humidifier လေးကိုသုံးခြင်းအဖြစ်ဒီအသက်ရှူရတာလေဒါအဆင်ပြေစေရလို့တော့ဒီအရ recommend ပြီးချက်ပါအဲ့ဒါဆိုတော့လေကိုမွိုက်ချူရီလာပေးရအဲ့တော့နေထဲမှာမြင်ရတဲ့ဘက်တီးရီးယားပိုးမွှားတွေကအစသူတို့ရဲ့ရန်တွေကိုကာကွယ်ပေးရတာစီပေးပြီးတော့လေထုခြောက်တွေ့မှုကြောင့်ဖြစ်နေတဲ့ အဲဒီဟိုပါဘောเนาะအသားရေ 6တွေ့တာအသားရေဆန်းစွတ်ဖြစ်တာ ပြီးတော့သပင်းနေမာတာအဲ့ဒါကြီးဖြစ်တာကြီးကအစအနေပြီးတော့သူကနေပြီးတော့ရော့ပါတတစီရဲ့အထီးကောင်းတဲ့ပစ္စည်းတွေပဲဖြစ်ပါအော်ဒါအသက်ရှူတာကောင်းစေရတဲ့အတွက်နဲ့အဲဒီလင်းတို့ဒီအမွှေးစီရနံတွေပြောမယ်ဆိုအဆန်ရှယ်အိုင်းပေါ့အီရိုမအဆန်ရှယ်ဟွိုင်းအိုင်းတွေထည့်ပြီးတော့သုံးတယ်ဆိုလို့ဆိုရင်လည်းမွှေးရနံတွေရတော့သူကစိတ်က clean down လေးဖြစ်ပြီးတော့ကိုလုံရတဲ့အလုပ်တွေကိုစိတ်ဝင်စားခြင်းနဲ့လုပ်နိုင်မှာဖြစ်ပါတယ် လူကြီးသုံးတဲ့လဲဆိုရှင်နေရတာနေရင်သုံးတယ်နေရင်သုံးတဲ့ချိန်မှာလင်းရပါလို့လဲဆိုဒီတဲကိုအဲရေထည့်ရပေါ့နော်ရေထည့်တယ်ရေထဲမှာလင်းနေလဲကကြတော့ဒီ essential oil လေးထည့်ဖို့တော့အကြံပြုပါတယ်ဘာလို့လဲဆိုရင်တို့ car fresher အအမွေးစီအချားအမွေးစီသုံးတာကတိတ်တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ essential oil ကိုကိုလိုချင်တဲ့အနံ့နဲ့အနံ့လေးကို23ဆက်လောက်ထည့်ပြီးတော့ ဒီ humidifier လေးကိုဖွင့်ထားတဲ့အချိန်မှာအနံ့တင်းတင်းလေးခံစားရပြီးတော့စိတ်ကျဉ်လေးပေါ်ပါလန်းဆန်းစီမှာပဲဖြစ်ပါတယ်အဲ့တော့ essential oil ထည့်ရတော့အကောင်းဆုံးပေါ့နော်အဲ့တော့ essential oil ကိုဘယ်မှာဝယ်ရမလဲမသိဘူးဆိုလို့ရှိရင်တော့တို့ရိုးရမြေမှာ essential oil လေးရှောင်းပါတယ်အဲ့ဒီ essential oil လေးတွေလည်းတို့ရိုးရမြေမှာလည်းဝယ်လို့ရတယ် hope တို့ဘာလို့မှလည်းဝယ်လို့လည်းရပြီးတော့အာဒီ my page မှာလည်းတွားပြီးတော့ဝယ်လို့ရပါတယ် မိုင်းဖေးဆိုလို့လင်းကိုလင်းတငယ်ချင်းဒီပစ္စည်းလေးကိုဝယ်ပေးရကတော့မိုင်းဖေးကနေတွားပြီးတော့ဝယ်ခဲ့ရဖြစ်ပါတယ်။ဒီဝင်လေထွက်ကောင်းတဲ့ဒီ humidifier လေးကိုအသုံးပြုချင်တဲ့လူတွေကမိုင်းဖေးမှာတွားပြီးတော့ဒါသူ့မှာလည်းဆိုင်ခွဲရအများကြီးရှိရဆိုင်ခွဲလည်းတွားဝယ်လို့ရတယ်ဒါမှမဟုတ် page မှာလည်းတွားဝယ်လို့ရပါတယ်။အဲလင်းနေတဲ့ဈေးနှုန်းကတော့မပြောတတ်ဘူး။ဆိုလင်းနေတဲ့ကအာဒီဟာလေးကိုတိတ်စည်းလုံးမပြောပြတတ်ဘူးဆိုတာကကြတော့လင်းရဲ့တငယ်ချင်းမွေးနေ့လက်ဆောင်ပေးထားဖြစ်တဲ့အတွက်နဲ့အဲ page ကိုလည်း တော့မမေးချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူသူပေးရဲ့မွေးနေ့ပတ်ဆောင်လေးမင်းရဲ့ဇင်းနှုံးဖြတ်တယ်ဖြစ်မှာဆိုလို့ဒီအနေနဲ့တော့အာဇင်းနှုံးလေးကိုဒီမသိဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒီတော့လည်းလင်းခွတ်လုပ်ပေးပါလင်းနေတယ်လင်းကိုယ်တိုင်ဝယ်ပစ္စည်းဆိုရင်တော့လင်းဒါအာ price လေးတော့ပြပြလေးရောရှိပါတယ်ဇီးတော့တိတ်နေချင်းမြောက်မှာတော့မထင်ဘူးပေါ့နော်အဲ့အဲ့လိုလေးတော့လင်းတော့ခံမှန်းရပါတယ်အဲ့တော့အမွေးစီလေးတွေကတော့ဒီ2000 3000လောက်တော့ရှိရဲ့ အဲအဲ့တော့အမွေးစီနဲ့ဒီအသုံးပြုခြင်းနဲ့လူတွေကတော့အမွေးစီနဲ့အသုံးပြုဖို့တော့လင်းရတော့ recommend လေးပြပါတယ်။ဒီသူကဒီဘာလဲဆိုမီးလောင်မှသုံးလို့ရတယ်။ or ဒီဟိုဟာ USB ဟိုဟာဖြစ်တဲ့အတွက်မီးလာမှသုံးလို့ရတယ်။အဲ့တော့မီးမလာတဲ့သုံးခြင်းနဲ့လူတွေကတော့ power bank ဖြစ်သွား power bank လေးနဲ့တွဲသုံးလို့ရတယ်။ power bank နဲ့တွဲသုံးမှုရတယ်။အဲ့တော့ power bank နဲ့လည်းတွဲသုံးလို့ရတာလည်းရရှိပါတယ်။ ရောင်စုံမီးသီးလေးတွေလည်းလင်းနေရမှုဆိုတော်တော်လေးအမှောင်နဲ့ခမ်းမတော့မှလှရဲပြီးတော့အနံလေးလည်းမှုရဲလေဒုမှာကဟိုအစိုးရကိုထည့်ပြရဖြစ်တဲ့နဲ့အသက်ရှူတာကောင်းတဲ့ဆိုရင်ခံစားချက်ကလေးကိုရစီမှာဖြစ်ပါတယ်အဲ့တော့ဟိုဒီလေဝင်လေထွက်ကောင်းခြင်းတဲ့လူတွေတရားထိုင်ခြင်းတဲ့လူတွေအော်ပြီးလို့ရှိရင်အလုပ်ကိုအာရုံစူးစိုက်တဲ့ချိန်မှာစိတ် claim ဖြစ်ဖြစ်စူးစိုက်ခြင်းတဲ့လူတွေကတော့ ဒီ humidifier လေးကိုအာသုံးဖို့လည်းရတော့ကြံပြကြပါမယ်အဲ့တော့ humidifier ကတော့ဒါ my page မှာလည်းတော်ဝင်လို့ရတယ်ပြီးတော့မွေးရမ်းစီကြီးကတော့တို့ရရမြင်နေအာ hope to အဲနောက်ပြကြရှင် my page မှာလည်းတော်ဝင်ရသည်ရှိပါတယ် လောက်ဆိုရင်တော့ portable humidifier လေးကြောင့်ကိုစုံစမ်းလေးတိတာလောက်ပြီးချင်ပါသေးတယ်။အဲ့တော့ဒီရဲ့ channel လေး video လေးကိုဒီနေ့ဒီချိန်အပိစာရီတူတယောက်ချင်းပြန်လေးကြည့်စစ်တင်ပါတယ်။နောက်တဲ့ season တစ်တည်း video တစ်တည်းနဲ့လောက်မှမလို့ဒီရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့အပိပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်။အာနောက်တဲ့ season တစ်တည်း video တစ်တည်းမှာပြန်ဆုံပါမယ်နော်။